ဆိုတာလဲစိတ်အခြေအနေတွေပေါ့ကျွန်တော်တို့ဆိုလို့ရှိရင်ဒီနေ့မြန်မာစာဖြည့်ပြီးသွားပြီမနေ့ပြန်အင်္ဂလိပ်စာဆိုမြန်မာစာမမှတ်မိတော့ဘူးအင်္ဂလိပ်စာဖြည့်ပြီးသွားပြီနောက်နေ့သင်ချာဆိုအင်္ဂလိပ်စာတွေမသိတော့ဘူးအဲ့လိုကြီးမေ့ပြတာเนาะအခုတခါစာမွဲကိုခလေးကြီးရဲ့အားနည်းချက်ကြောင့်မဟုတ်ဘဲနဲ့စာမွဲကိုနောက်တစ်ချိန်ပြန်ဖြည့်ရမယ်ဆိုရင်အခက်ခဲတွေဖြစ်မှာပေါ့เนาะဆိုတော့အခက်ခဲပေါင်းစုံတွေဖြစ်မှာပေါ့အဲ့တော့လေ တွေးမိတာလေတခုကတော့ဂုံတူးတွေအရင်အကုန်လုံးအအောင်ပေးလိုက်ဆိုတော့လေဖဲမဖြစ်ဘူးလို့ဒီလိုလေးဖြစ်တာပေါ့နော်အဲ့တော့အာဂုံတူးလိုချင်တဲ့သူတွေဥပမာအမှတ်ကောင်းကောင်းလိုချင်တဲ့သူတွေအတွက်နစ်နာတယ်လို့ဒီလိုဖြစ်ပြန်ရောအဲဒါဆိုလို့ရှိရင် ပြန်ဖြီးဆိုပြန်တော့လေခုနလိုအခက်ခဲပေါင်းစုံတွေဖြစ်ပြန်တော့လေတာဝန်ရှိတဲ့သူတွေအနေနဲ့လည်းဆုံးဖြတ်ချက်ချရတာတော်တော်လေးခက်ခဲမဲ့အခြေအနေမျိုးဖြစ်တာပေါ့နော်အဲ့တော့ပြည်သူလူထုကလည်းဝိုင်းဝန်းပြီးတော့မှအကြံပေးကြစဉ်းစားကြဆိုလို့ရှိရင်တော့အဲကျွန်တော်တို့စဉ်းစားမိတဲ့အပိုင်းလေးဆိုလို့ရှိလို့ရှိရင်တော့အရန်ကမှအမှတ်ကောင်းကောင်းအခြေအနေကိုမှန်းထားတယ်ဆိုတဲ့သူတွေပြန်ဖြီးမယ်ဆိုရင်ပြန်ဖြီးခွင့်ပေးလိုက်ပြန်မဖြီးနိုင်တော့ဘူး ဆိုရင်လည်းအအောင်ပေးလိုက်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကကဘာမှာအရန်ကိုစိုးရတဲ့တဘာဝဘေးရန်ဒီရန်ကိုကြုံတွေ့ခံစားနေရတဲ့အခြေအနေဖြစ်တယ်နောက်တစ်ခါဒီအဖြေလွှာတွေရဲ့အဲပျက်စီးဆုံးရှုံးမှုကလည်းကလေးတွေရဲ့ပျောကားကြောင့်မဟုတ်ဘဲနဲ့ဒါတဘာဝဘေးရန်ဒီရန်ကြောင့်မလို့ဖြစ်သွားတဲ့ကလေးတွေရဲ့အဲ အားနည်းချက်ကြောင့်ဖြစ်တဲ့ကိစ္စမဟုတ်တဲ့အတွက်ကြောင့်မလို့ကလေးတွေကဒီကိစ္စပေါ်မှာတာဝန်ယူစရာအကြောင်းမရှိဘူးလို့ဒီလိုလေးတွေးမိတာပေါ့နော်ဆိုတော့လုံးဝမတရားဘူးထင်နေအမှတ်ကောင်းကောင်းလိုချင်နေဆိုတဲ့သူတွေပြန်ဖြေမဟုတ်ဘူးမဖြေနိုင်တော့ဘူးအချိန်နေလည်းမပြီးတော့ဘူးအချိန်နေရောအချိန်နေတွေရောမပြီးတော့ဘူးဆိုတဲ့သူတွေကိုအာသူတို့ရဲ့အရင်ရှေ့မှာဖြေခဲ့ရတဲ့စာမွေးတွေရဲ့ record ကိုကြည့်ပြီးတော့မှအအောင်ပေးတဲ့နေသူတွေဆိုရင် အောင်ပေးလိုက်မယ်ဆိုရင်တော့အားလုံးကျေနပ်ကြမယ်လို့မျှော်လင့်တာပဲเนาะအဲ့တော့အကောင်းဆုံးအဖြေလေးဖြစ်ပါစေပေါ့လေတမျိုးပြီးတမျိုးပေါ့လေဘူပင်တော့ကားနေအခုပြန်ဖြေရမယ်ဆိုတော့လေခက်ခဲကြတာပေါ့เนาะစိတ်အခြေအနေတွေရောစီးပွားရေးတွေရောအိမ်ကြီးတစ်ခါတည်းဒုက္ခတွေရောဆိုတဲ့ခါကြတော့เนาะအဲ့လိုမျိုးလေးဆိုတော့ကိုစဉ်းစားမိတဲ့အပိုင်းလေးကနေပြီးတော့မှဝိုင်းဝန်းပြီးပြောကြည့်တာပေါ့เนาะကျွန်မတော့ခလေးလည်းမရှိပါဘူးเนาะဆာမွေးဖြေဖို့အတွက်လေဒါပေမဲ့ကိုတိုင်းပြာခလေးရာကိုခလေးတွေပေါ့เนาะ အဲ့တော့အကိုတိုင်းပြည်ကမိဘတွေရဲ့အပူကလည်းကိုအပူပဲပေါ့နော်ဒီလိုမျိုးလေးအနေနဲ့ဝိုင်းဝန်းပြီးစဉ်းစားကြည့်ရဲဆိုရင်တော့ဒါတာဝန်ရှိတဲ့သူတွေဘက်ကလည်းခက်ခဲတဲ့အခြေအနေလေးရှိမှာပေါ့နော်ဆိုတော့အဲဒါပြည်သူလူထုစီကနေတယောက်ချင်းစီရဲ့ဝိုင်းဝန်းအကြံပေးမှုနဲ့ဆိုရင်တော့ဒီလိုလေးဆိုရင်တော့ကောင်းမယ်လို့ဒီလိုလေးတွေးမိတယ်နော်အာကုံတူရမ်းမန်းထားတဲ့အကုံလုံးအအောင်ပေးလိုက်လို့ဆိုတဲ့အခြေအနေမှာမတရားဘူးလို့ထင်တဲ့သူတွေဖြည့်နင်တို့လိုချင်တယ်မလားအော်ဒီလိုချင်တဲ့သူတွေဖြည့်မဟုတ်ဘူးဆိုတဲ့သူတွေကိုတော့ အောင်အောင်ပေးလိုက်ပါတော့။အဲဒါပေမဲ့အိတ်အောင်ပေးမယ်ဆိုရင်တော့မှပဲသူတို့ရဲ့ရှေ့အခြေအနေရဲ့သူတို့ရဲ့အရင်ရှေ့ဆောင်ပွဲတွေမှာဖြေခဲ့တဲ့ record တွေပေါ်မှာကြည့်လိုက်ပြီးလို့ရှိရင်ဒါအောင်အောင်ပေးတဲ့နဲ့တူလားဘာလားဆိုတဲ့အဖြေထွက်ပါလိမ့်မယ်နော်။ဒါဆိုရင်တော့အလုံးမျှတာတဲ့အဖြေဖြစ်လိမ့်မယ်လို့ဒီလိုလေးစဉ်းစားမိတာပဲ။ဟာမလို့ချင်မှုအကုန်လုံးပြန်ဖြေမဖြေရင်ကြဆိုတဲ့ခါကျတော့လူတိုင်းကစိတ်အခြေအနေကအဲ့လိုမဟုတ်တော့ဘူးလေနော်။စိတ်အခြေအနေကအဲ့အဲ့လိုကောင်းမွန်တဲ့အခြေအနေအနေထားမှမရှိတော့ဘူးလေ။နော်အလုံးကလေအဲ အဖက်ဖက်ကပေါ့လေနော်အဖက်ဖက်ကတချို့ဆိုရင်ဆာမွဲဖြည့်ဆို့ဖို့အတွက်တောင်မှတက်ရှိထင်ရှားမရှိတော့တဲ့ကလေးတွေတောင်ရှိနိုင်တဲ့အခြေအနေမျိုးရှိရလေနော်ဒီလိုမျိုးကြီးဆိုတော့ဒီလိုလေးစဉ်းစားမိတာပဲနော်အဲ့လိုလေးစဉ်းစားမိတာလို့ပြောကြည့်ကြည့်တာပါနော်ကောမန်လည်းမမြင်ရဘူးပြောတာပြောနေရတယ်နော်ကောမန်လည်းမမြင်ရဘူးပြောတာပြောနေရတယ် ဟုတ်တယ်မမနီ12တန်း12တန်းပေါ့နော်ဒါ10တန်းလို့မပြောရအောင်နဲ့တူတယ် wifi မရအောင် data နဲ့မှအញ្ញံခမ်းနားနေတယ်နော်မလဲအញ្ញံခမ်းနားနေတယ်ဘယ်ရကြီးကလဲအញ្ញံလာနေတယ်နော်အញ្ញံခမ်းနားပြီးတော့မှအញ្ញံလာနေတယ်ဘယ်ရကြီးကလဲအញ្ញံလာနေတယ်အញ្ញံခမ်းနားနေတယ်အញ្ញံခမ်းနားတော့အញ្ញံလာတော့ လိုင်းနေရဘလို့နေလဲတော့မသိဘူးကျမတို့တော့မင်းကိုရုံရင်းဆန်ခန့်နဲ့ကိုတက်နေရတဲ့အနေအထားမျိုးဖြစ်တယ်မိလိုက်မမိလိုက်နဲ့ဓလက်ပိုင်းလိုက်ပြီးတော့လေအဲ့လိုမျိုးလေးဖြစ်နေတယ်ဆိုတော့ဘာလေးရနေစရောင်းရမလဲ wifi မရတာအဲ့ဒါဒီမှာဒီဖုန်းမှာမတက်ဘူး TikTok ကိုမတက်ဘူး ။ငါလည်းမနေ့နေ့ရမရနေတာအဲ Wi-Fi ။ဟာဘရက်ကောလက်ကောက်ကြီးရောရမ်းလှရယ်နော်မင်းမင်းဝါရီဒီမှာအရမ်းလှ။အရမ်းလှ။အာကူကူရေမမတင်ရင်လာရင်ရေတင်လာရင်လာလာချင်းပြိုင်နေတာလာတယ်ရမ်းလာတယ်ဆိုတော့မီလီငါရရှိရှိခုန်ခုန်နဲ့လည်းပေးလေးထည့်ထားလိုက်အောင်သူကအဲ့ဒါနဲ့ကြည်နေရတာ package လေးဟာပေးထားလို့လားပေးလဲထောက်လို့မရအောင်လှွတ်လှွတ်ကြည်လိုက်ဟောဒိုးလဲထောက်လို့မရအောင်ဒိုးကဟွာကြီးနဲ့ဒိုးဝင်ထောက်လို့မရဒီဘက်ကလည်းထောက်ဖို့အတွက်ကိုဒီ comment တကြောင်မအောင်မတွေ့ဘူး အဲ့လိုလေးခက်ခဲနေတယ်ဒီနေ့ဒီနေ့ခက်ခဲရအဲ့လိုလေးဖြစ်နေတယ်ဆိုတော့ဗရကြီးအရန်လှတယ်ဒီနေ့အရန်ကို ခန်းနာစွာနဲ့ကိုတအားခန်းနာနေတယ်နော်တအားကိုတအားကိုခန်းခန်းနာနာနဲ့ခန်းခန်းနာနာနဲ့ဒီနေ့အရန်လှနေတယ်အဲလေကိုကကိုပေါ့ကိုကိုလှပစ်တာနော်မြေရေအောင်လှတယ်လို့ မိုက်ကြီး library လား library library တော်တာတိတာเนาะတိရတယ်အဂျင်းနဲ့တယ်မဟုတ်လားအဲ့လိုမျိုးဆိုဟုတ်တယ်လားအဲ့ဒါပဲအဲ့ဒါရင်မွေးဆိုးရတဲ့အရာဒါအဲ့ဒါပဲကိုရရင်မွေးဟဲဆိုတဲ့ဟာဟာလေအဲ့ဒါအရင်တော့ကိုကိုအရန်ကြိုက်တယ်ဒီလားအခုနောက်ပိုင်းကိုကိုတိတ်ကြိုက်တော့ကိုကိုအရင်တော့အရန်ကြိုက်တယ်အခုကိုကိုဆိုလေကျွန်တော်ကိုကိုနဲ့ညာပြင်ပန်းတယ်လို့ခံစားရပြန်တယ်ဒီလားအခုကိုကိုမကြိုက်တော့ပြန်အဲ့လိုအဲ့လိုကြတော့ကြိုက်တယ်အခုက အဲ့ library ရမ်းကြိုက်နေတယ်ဟွန်းလာလာပေါ်လို့တကယ်ချင်းအရန်အခုဒီမှာတောင်းလေဒီနေ့အရန်အရန်အရန်ကိုအရန်ကိုလှပြီးမှကြည့်အောင်လက်ကောက်လည်းအရန်လှတာပဲเนาะလက်ကောက်လည်းအရန်လှတာပဲတဲ့ဒီနေ့ရမ်းကိုထဲဝါခန်းနာတော့เนาะအဲ့တော့ကျမရဲ့ပုံစံအတိုင်းထဲဝါခန်းနာတော့မှလေဟိုဥစားလေဟိုဘာလဲ မရကြီးရမ်းလာလို့မရကြီးရမ်းလာလို့ကြားနေတာဘာလဲပေါ်အေးမရကြီးပါပဲနော်နော်ငါကတကယ်လည်းမရောကြည့်ပါပဲဟုတ်တယ်မရင်ငယ်ရှင်ကိုကမိဖုရားဆောင်ကြီးပါပဲဟုတ်တယ်လားဘလို့နောက်ပေါက်ဘယ်နှပေါက်ပဲပေါက်ပေါက်ကိုကတော့မရကြည့်ပဲဟုတ်တယ်လားနော်အဲ့လိုမျိုးလေးမမားပါဘူးဆရာ ိုယ့်ရဲ့ဒီဇိုင်းဒီလိုနှစ်ဖူးအပြောင်ထဲမှာပိုခန်းထားတာလေနော်သပင်းနေချထားရင်တိတ်မခန်းအောင်အဲ့တော့ကိုယ့်ရဲ့ကိုယ့်ရဲ့ဒီဇိုင်းဒီနှစ်ဖူးနှစ်ဖူးအပြောင်ပေါ်အောင်လို့မလို့သပင်းကလှန်တင်ရတယ်ပူလိုက်တာလည်းအရင်ပြောင်းသက်ဆိုတော့6လအရေးကြနဲ့ရတော့နော်6လအရေးကြနဲ့ရမှာဖြစ်တော့ဗလာမပါကန်ဆမ်းမဲတွေရမှာဖြစ်တော့အရန်လှတော့ရွှေစည်းရလဲမတရားကိုတက်နေတော့ဘယ်လိုလုပ်မလဲ ကျမလေးကြကြံမကြခင်တော့ကဲဟိုငလင်အတွက်လဲလူဓာတွေရောတန်းဓာတွေရောပေးဓာတွေကန်းဓာတွေရောဟိုတိုတီတိုတီဟိုဒီတိုတီတိုတီနဲ့လူဓာတွေပါရောဆိုရွှေ30တိုင်းရောင်းလိုက်တယ်80သသိန်းနဲ့30တိုင်းရောင်းလိုက်တယ်အခုဒီနေ့85သိန်းနဲ့ဘယ်လောက်ဖြစ်သွားသိန်း40တကြတကြတားလေးသိန်းဆို30သားဆို30 40အဲ့ဒါငလင်ဖြစ်ပြီးတော့လေ ကဲကဲဟိုနားဆဆဒီနားဆဆလက်ထဲပတ်စံမရှိတော့ဘူးရုတ်တရက်ရက်လိုက်တော့အဲ့နဲ့ရွှေ30သားရောင်းလိုက်တယ်ရွှေ30သားရောင်းလိုက်ပြီးတော့ဟိုသွား9သိန်းဟို10သိန်းဟိုသိန်း30ဟိုသိန်း20ပေါ့လေအဲ့လိုလေရောပေါ့လေသိလားအဲ့လိုမျိုးတွေအဲ့လိုမျိုးတွေအမြင်မဖော်နိုင်ဘူးပေါ့ဟို2သိန်းဟို3သိန်းဟို3သိန်းနဲ့အဲ့လိုမွားစီမွားစီတွေပေါ့လေအဲ့ဒါခေါင်းစဉ်ဖော်လို့မရဘူးနော်ခေါင်းစဉ်ဖော်လို့မရဘူးနောက်တစ်ခါအာစပေါ့လေ ကောမမမြင်ရတာဒုက္ခရောက်တယ်နော် အေးကြည့်လို့မမြင်ရကောမတွေကိုပြပြောလို့လည်းမမြင်ရအေးပြောလို့ပြလို့လည်းမမြင်ရကောမန့်ကိုမမြင်ရတော့အဲ့တော့လေအဲ့ဒါနဲ့ကျမဟိုနဆိုင်ရှင်ရနေဖြစ်တဲ့ခါကျတော့ရုတ်တရက်ကျမတို့ကလည်းအလုံးရက်လိုက်ရတာပေါ့နော်အလုံးရက်လိုက်တဲ့ခါကျတော့လက်ထက်ကလည်းပတ်စံမရှိတော့ ဆက်မရှိတော့ဟာဒီမှာလဲဖြစ်တဲ့ခါကျတော့ကွာကုကျင်နဲ့ကဲကျင်နဲ့လှူကျင်နဲ့လीเนาะဟိုကဆိုရင်လေငေးရော့ရော့ရော့9သိန်း10သိန်းဟိုသိန်း20ဟိုသိန်း30ပေါ့เนาะအာဟိုဟိုလူဒီလူ2သိန်း3သိန်း4သိန်း5သိန်းခေါင်းစဉ်နေအမေတွေရှာမရအောင်ပေါ့လေဒီလိုတွေပေးကျင်ကန်းကျင်ဒီလိုတွေလှူကျင်တန်းကျင်တဲ့ခါကျတော့အဲ့တော့ပတ်စံလက်ထဲမရှိတော့ရွှေရောင်းလိုက်တာရွှေရောင်းတော့ဘယ်လောက်လဲဆိုတော့80နဲ့3သိန်းဟာတဲရပြီပေါ့80နဲ့3သိန်းကျမရောင်းရင်အဲ့လိုပဲသိလား နော်ကျမရောင်းမြင်ရွှေစည်းမြင်းတက်တယ်အဲ့တော့ကျမဝယ်ပြီးသွားရင်ရွှေစည်းမြဲကြတယ်အဲ့ဒါကျမကလေတသက်လုံး universal truth เนาะအဲ့တော့လေအဲ့ဒါနဲ့30သားရောင်းလိုက်တဲ့80နဲ့တသိန်းဆိုတော့930ဟုတ်ပြီပေါ့အဲဆိုပြီးတော့လေရောင်းလိုက်တယ်နော်အခုဒီနေ့850ဆိုသိန်း40လောက်ဖြစ်တယ်နော်ဒါပေမဲ့အခုပြီးလဲပြီးသွားအခု930လည်းမရှိတော့ဘူးဒီလိုပဲလေနီးစက်ရတယ်လေကုရခဲ့ရတာအခုငလင်ပေးရကြတော့လေကျမတို့ကဒီလိုဖြစ်တယ်လေအဲ ဆန့်ရှိရသူတွေပို့ပြီးတော့မှအထိနာတဲ့ပွဲဖြစ်တာပေါ့နော်ဆိုတဲ့ခါကျတော့ကျွန်မကလေဘလို့စဉ်းစားလိုက်လဲဆိုတဲ့ခါကျတော့ကျွန်မကလေအထုံးစံအတိုင်းပေါ့လူတွေကလေနေဘလောက်လူလို့လဲဒီလိုလာတာလူတိုင်းကို Facebook ပေါ်မှာတက်ပြီးပြောနေစရာမလိုပါဘူးနော်ဆိုတော့လေကိုယ့်ရဲ့အတိုင်းဝိုင်းကိုယ့်ရဲ့မိတ်ဆွေတွေအဆင်ပြေသွားဖို့အရေးကြီးတာလေဒီပေါ်ကြီးမှာတက်ပြီးတော့မှကျွန်မကဘလောက်လူပါတယ်ဆိုပြီးသူမြေတာခံယူစရာလည်းအကြောင်းမရှိပါဘူးလာပြီးတော့နေဘလောက်လူလို့လဲလို့လာမပြောနဲ့ကျွန်မကလေလာပြောလဲ give me site ပါဘူးနော်ကျွန်မနိုင်တာတွေအဲ့တော့ကျွန်မတို့ဘလို့လုပ်လဲဆိုကျွန်မတို့လေမြန်မာနှစ်ယောက်စဉ်းစားလိုက်တယ် အဲခုနပြောသလိုပေါ့ကျမတို့မဆန်ရှိလို့တိုက်ကြီးပြိုသွားတဲ့သူကိုကျမတို့က9000တသိန်းသွားပေးလို့လေသူ့အတွက်ဘာမှမဟုတ်ဘူးလေနော်နောက်တစ်ခါဒီ9000တသိန်းယူအောင်စိတ်အခြေအနေမှာလည်းမဟုတ်ဘူးလေနော်ဆိုတဲ့ခါကျတော့ဟိုအခြေအနေနဲ့ဖြစ်စဉ်ဖြစ်ရတဲ့ပုံမှာဒီလိုလုပ်လို့တွေမရဘူးပေါ့လုပ်လို့တွေမရတော့ကျမတို့နေမြန်းနေကွာဘယ်လိုစဉ်းစားလဲဆိုတော့သူ့မိတ်ဆွေကိုမိတ်ဆွေပေါ့နော်ဒီလိုမျိုးတွေထဲမှာအာခက်ခဲသွားကြတယ်အာဒီလိုမျိုးအိမ်တွေလည်းထိခိုက်သွားကြတယ်ဆိုတော့သူတွေရှင့်ရင်တို့လေမြန်းနေရောက်ဒီလိုလေးကုမဲဆိုပြီးလေမြန်းနေရောက်တိုင်မြင်လိုက်တယ် သူတို့အိမ်ကြီးပြန်ဆောက်ဖို့တွေလိုအပ်မယ်เนาะပြန်လဲထူထောင်ရေးတွေအတွက်ကိုဘလောက်လိုလဲပတ်စံကျွန်တော်တို့ရွှေပေးမယ်ကျွန်တော်တို့မိဆွေတွေကိုလေကျွန်တော်တို့စီကနေအကူကြီးကျွန်တော်တို့ကူကြီးမယ်ရွှေ30သားယူမလားရွှေ20သားယူမလားကူကြီးမယ်အိမ်ပြန်ဆောက်ချင်လားဆောက် ကြိုက်တဲ့အချိန်မှာကျမတို့ကိုရွှေ30တားယွင်ရွှေ30တားပြန်ဝယ်ပြီးရွှေ20တားယွင်ရွှေ20တားပြန်ဝယ်ပြီးဒါဆိုရင်တို့အနေနဲ့လည်းမခက်ခဲတော့ဘူးပေါ့နော်။ဘာဖြစ်စော်အချိန်ဒီအချိန်ရှိထားပြီးသားသူတွေကတို့ပြန်ဆက်နိုင်တယ်လေ။တို့လောလောဆယ်ဒီဒီအလုံးအခဲသားရေပျောက်သွားပြီးမယ်။တို့မှအလောက်ကိုင်းနေတို့ရဲ့အချိန်ကြီးရှိတော့တို့ပြန်ဆက်နိုင်တယ်။ကျမတို့ကလည်း တင်းရောက်တယောက်ကိုတင်းထောင်နဲ့ချီပြီးတော့မှလကားမပေးလိုက်နိုင်ဘူးပေါ့နော်ဆိုတော့နောက်တစ်ခါတူတီတူတီနဲ့ငါးသိန်းပေးလိုက်ဆယ်သိန်းပေးလိုက်နဲ့ဆိုလဲသူတို့တွေအတွက်နေလဲသူတို့တွေလည်းအဆင်မပြေဘူးပေါ့နော်အဲ့တော့ကျမတို့ကလည်းကိုယ့်ရဲ့ချွေးနှဲစာဖြစ်တဲ့အတွက်ကြောင့်မလို့တင်းတထောင်တင်းသထောင်နေလဲကျမတို့ကမလူနိုင်ဘူးအဲ့တော့ဒါပေမဲ့ကိုလူကိုကူညီလိုက်တဲ့ဟာဒီဘဝတစ်ခုအဆင်ပြေသွားတယ်ဆိုတဲ့ဟာမျိုးထိရောက်တဲ့ကူညီမှုမျိုးတို့တွေကူညီကြမယ်ဆိုပြီးလင်မယားနှစ်ယောက်တိုင်ပင်ပြီးတော့မှအဲကို မိတ်ဆွေတွေထဲမှာရှိတယ်ဆိုရင်ကျွန်တော်တို့ဒီလိုလေးလမ်းဖွင့်ပေးတယ်လိုအပ်တယ်ဆိုရင် you အာမနာနဲ့ပတ်ပါပါတယ်နော်ဆိုတော့လင်အဲ့လိုအဲ့လိုပြောချင်တာလင်အဲ့ဒီဘာမှမဟုတ်ဘဲနဲ့အဲ့လိုအကြီးမကူညီရသေးဘဲနဲ့တိုးတီတိုးတီတော်မှာပဲကျွန်မခုနပြောသလို90နဲ့တသိန်းရလာပြီဆိုပြီးတော့မှရွှေ30တားရောင်းလိုက်တယ်အခုမရှိတော့ဟုတ်တီတီတီဟိုဟိုနဲ့လေတစဲသားဟိုကလေအဲ့တော့မရှိတော့ဘူးเนาะဒါပေမဲ့လေခုနပြောသလိုပေါ့အခုကနေကျမပြောတာပါကျမရောင်းပြီးတော့အမြင်နဲ့ဈေးတက်တယ်ကြောက်စရာကြီးเนาะ ဇီယတ်တက်သွားတာအဲ့လိုဖြစ်တယ်နော်အဲ့လိုဖြစ်ဒါပေမဲ့ဒီချိန်ရောင်းမယ်ဆိုရင်ရောင်းလို့ကောင်းတဲ့အချိန်နဲ့တူပါတယ်နော်ပြောတတ်ဘူးအဲ့လိုလေဖြစ်တင်အဲ့တော့ဒီပြန်လဲထူထောင်ရေးလုပ်ငန်းစဉ်လေးမှာကျမကတော့ တူတူတိတ်တိတ်လေးနဲ့ကျမအဲ့လိုလေးပါဝင်ပါတယ်ဆိုတာလေးကိုပြောပြတာအဲ့ဒါယူ Facebook ပေါ်မှာတင်ပြီးတော့မှယောဒီမှာကျမကတော့သူ့ကိုဒီလိုလေးကူညီပေးလိုက်တယ်ဆိုပြီးဓာတ်ပုံကြီးနဲ့တင်စရာအကြောင်းမရှိဘူးလေနော်တစ်ဖက်လူရဲ့ privacy ရှိတယ်လေနော်အဲ့လိုမျိုးလေးအဲ့ဒါလေးကိုပြောပြတာမပြောပြပြန်ရင်လည်းလူတွေကလေอืมဆိုပြီးဖြစ်ပြန်ရောတိလားအာ ပြောပြပြန်ရင်လည်း ွွားတယ်လို့ဖြစ်ပြန်ရောအဲတခါမပြောပြဘဲနဲ့နေလိုက်တော့လဲအေးမလူလို့ပြောပြဒီလောက်လူပါတယ်လို့ပြောရင်တော့အေးဒီနေတိုင်းနဲ့ဒီလောက်လားလို့ပြောပြဘယ်ဘက်မှမလို့နော်အဲ့တော့လေပြောမနေဘူးသိလားဘယ်ဘက်မှမလို့ဘူးလူတွေကလေနော် ဒီလောက်လူလိုက်ပါတယ်ဆိုအမလေးသူ့အနေထိုင်းနဲ့ဒီလောက်ပဲလူတာလားအဲဘာမှလူတာတော့တန်းတာတော့မတင်တော့မတင်ပါဘူးလူမသိစေချင်ဘူးနေပလိစေမတင်တော့ဘူးဆိုတော့လေဘာမှမလူဘူးလားအဲသိလားဆိုတော့အဲလူတယ်ဒီလိုနေဒီလိုနေလူတယ်ဆိုတော့လေအမလေးလာပြီးလူတန်းနေဘန်းပြပြီးတော့မှကြွားနေတယ်လူတွေကအဲ့လိုသိလားအဲ့တော့အေးရောဘာမှကိုမတင်ဘူးဘာမှကိုမလုပ်ပြောချင်တာပြောလုပ်ချင်တာလုပ်သိလားဥစားတင်းညင်းတယ်လို့တင်ထင်းညင်းတယ်လို့ထင်းဆိုပြီးတော့ပဲဒါကတော့အခုကြုံကြိုက်လို့ပြောပြတာပါနော်ဆိုတော့အဲ့လိုမျိုးလေး ကောမန်လည်းမမြင်ရဘူး။ကဲဘယ်လိုလုပ်မလဲ။ဟုတ်တယ်မလား wifi မရတာနဲ့တူတယ်သိလား wifi ကို speed တွေဘယ်လိုဖိလိုက်တာလဲချပလိုက်တာလားဘာလားငါတို့ဒီမှာ wifi လုံးဝမတက်ဘူးလေကဲရေဘော်ဒီ comment လေးတွေကို in line အားတိုင်းလေးမြန်မြန်လေးရေးပေးပါအောင်ဘာဖြစ်လို့လဲဆိုတော့လေအသေးလေးတွေနှိပ်ကြည့်ကြည့်ပေးပါအောင်နော် ကျမဘာကောမမမမြင်နေရလူအဲ့တမိအဲ့ဒါပြောလေလူရင်လဲတမျိုးမလူရင်လဲတမျိုးသိလားနောက်တစ်ခါလေဟိုလူရင်တန်းနေပေးတဲ့ကန်းနေဆိုတာလေဘယ်သူမှမတာဝန်မရှိပါဘူးအားလုံးကစေတနာမြေတာနဲ့အားနေတဲ့သူကိုကူညီကြတာအားလုံးကချွေးနေစာတွေရည်ရည်လीနော် ဆိုတော့တကယ်တကယ်ခက်ခဲနေတဲ့သူတွေစီကိုလည်းမရောက်ဘူးခုနကျွန်မပြောသလိုပေါ့အာကျွန်မတို့ကရော့ငါးသိန်းပေးလိုက်မယ်တအင်းအောင်တသိန်းပေးလိုက်မယ်ဆိုတော့ဒီတသိန်းကလည်းဘာမှနမ်းမစွတ်ဘူးเนาะဈေးသုံးထဲမှာပါသွားမှာအဲ့တော့ကျွန်မဒီလိုလေးစဉ်းစားပြီးတော့မှပဲအဲ့လိုလေးပဲကူလိုက်တယ်เนาะအဲ့လိုလေးပဲလုံလိုက်တယ်ဆိုတော့အာတကယ်လိုအပ်နေတဲ့သူပေါ့เนาะကိုယ့်ရဲ့မင်းရင်းဆွေရင်းတွေကတကယ်ခက်ခဲသွားတဲ့သူတွေဆိုရင်ကျွန်တော်တို့အဲ့လိုနီလေးနဲ့ကူပါတယ်ကဲပါတယ်เนาะအဲ့ဒီတော့လည်းကျွန်တော်တို့ကအဲကျေးဇူးဖော်ဂုံဖော်မဲ့သူလည်းမဟုတ်ဘူးเนาะအဲ့လို အဲ့တော့ဘာလူတလဲတို့အမလီဘာမှလူရလဲမတွေ့ဘူးနော်တို့နဲ့အဲ့လိုလေလာမပြောနဲ့ဘာမှသာမလူလိုက်ရတဲ့ရွှေတစ်စက်သားဖို့ပျောက်သွားတယ်အဲ့ဒါနော်ဒါပေမဲ့တချို့တွေကကြာလေမကြီးမကြမ်းတော်တယ်နော်တိလားမသိဘူးမသိဘူးဘာလဲ ပေးမှုကပေးနမ်မတ်ပေးလွှဲပေးလိုက်တော့အမျိုးသားမှာကိုကလောကျနေဘူးရင်းမဖြတ်နေတာရှိအမကကြည့်ပြတော့မှာဒါဆိုဒါကြည့်ရတယ်ပြေမှုလွှဲပေးလိုက်တယ်လွှဲပေးသူ့ရဲ့ဆောင်းဆင်းနေပြီကွာနံပါတ်ပေးဒီလိမ့်မယ်တန်ကြီးရတယ်တန်ကြီးကဘာဘေးရဘေးရနံပါတ်ပေးခီးဘေးပါမယ်အဲ့ဒါပြောတာသမီးရဲ့ဟောငါခုနကဘာပြောလို့လမ်းမသိပါသိလားမကိစ္စဘူးလား ဟုတ်လားကောင်းပါလေမိမိဒီကိစ္စကနမပူလာပူလာလွယ်အောင်နေနဆက်တော့ကနအနလိုက်စလို့ဆရာမလို့မိုက်ရတဲ့အယောင်နဲ့လိုက်နေရောလှတယ်တဲ့ကျေးဇူးပါညီမလေးရေ၄သိန်းရှိလား၄သိန်းလွှတ်ထားလိုက်တယ်ဘာလို့လဲနားလေဒီတိုင်းရှိလား ကျွန်တော်အနောက်တိုင်းဆန်ဆန်ပဲစဉ်းစားလိုက်တယ်သိလားအနောက်တိုင်းဆန်ဆန်ပဲစဉ်းစားလိုက်တယ်ကဲဒီလိုလေးလုပ်ပြီးတော့မှတော့ငါတို့ဒီလိုလေးကူကြမယ်ပေါ့နော်အဲ့ဒါလေးလက်ခံသူနဲ့ကိုပဲသိတယ်ပြီးပြီပေါ့နော်အဲ့ဒါမဟုတ်ဘူးဩပြောမလို့ပြောမလို့ပြောမလို့ပြောဖို့မေ့နေတာပြောဖို့မေ့နေတာမသွားတော့ပါဘူးတက်တော့မပြိုက်တော့ပါဘူး ပြောပြအောင်မယ်အဲ့ဒါလေကျိုးနေလက်ကောက်ကလည်းလှလိုက်တာရယ်ဝယ်ကြပါလို့မမတို့အရင်လှတယ်ဆိုတော့လေကျမလေးစားတာတောက်တာလေးတွေမြင်နေတင်တင်ပြီး TikTok လေးရိုက်တယ်မလားအဲ့ TikTok တွေမှာ comment တစ်ခုပါရေးလိုက်လေးလားခွိုင်းရတဲ့သူများစီရတဲ့အလကားကျွေးရဆိုလို့ရှိရင်လည်းပဖင်းနှဖင်းနဲ့မျိုးဆိုးနေရတယ်ဘယ်လိုဆိုလဲတလားအဲ့လိုမျိုးသိလားအလကားစားရတယ်ဆိုရင်ဟိုခွိုင်းမှာမိတ်ဆွေကအဲတိုင်းမိတ်ဆွေကလိုက်ပြီးတော့မှ ထမင်းကျွေးတာသူဆိုင်ဆိုင်ဆီဖူးဆိုင်လေကမ်းချိန်မှာလို့ကြီးကြီးပဲတည်လာသူကလေတကယ်မြို့မြတ်နှဖုံးပေါ့လေအဲ့ဒါ time time တကယ်ကိုအရာရှိကြီးတည်လာအဲ့ဒါအဲ့တော့အဲ့ဒီမိတ်ဆွေကသူဆိုင်မှာကျွန်မတို့ထမင်းလိုက်ကျွေးတာဟောတကယ်ချင်းညာလဲပြောတာပေါ့ကျွန်မတို့လေဟာတော့ငါတို့မြန်မာပြည်ရောက်ပါပြီညာဖြစ်တယ်ပေါ့အဲဒီလိုဆိုပြီးကျွန်မတကယ်ချင်းအာနဲ့ तू ကသူဆိုင်မှာကျွန်မတို့ထမင်းလိုက်ကျွေးပြီးတော့မှဆာဆာတော့ကျွန်မတို့ကလေအစ်တော်လေးရရပြီးတော့မှတင်တော့အဲ့ဒီအောက်မှာ comment တစ်ခုကလေး သူများစီရတဲ့အလကားစားရတယ်ဆိုလို့ရှိရင်လည်းအရှက်မရှိဘူးတော့ဘာဖြစ်နေဖြစ်အမြင်နဲ့စားတယ်အဖွားကြီးတဲ့ဒီလားကောက်ကောင်လေးအမလေးဟိုလေးယောက်ျားနဲ့ comment ဖတ်ပြီးတော့လေအမလေးအမလေးမောင်ရင်အမလေးဒါခရင်ဟိုလို့အမလီဘဝကြီးစိုးသွားလိုက်တာဟေးလို့ရင်းလိုက်တာလို့မောင်လို့အဲ့ဒါလို့ပြန်ပြီးတော့မှလို့ရိုက်လိုက်ရမလားလို့တစ်တော်ရိုက်လိုက်ရမလားလို့ဟေး ဒီသမင်းဝိုင်းကလေစားကျင်တဲ့သူတိုင်းစားလို့မရဘူးလို့ဟိုမှာမြေကွက်သိန်းတောင်းချီတန်ဝယ်လို့မလို့သိန်းတောင်းချီတန်အယောင်းဝယ်ဖြစ်တဲ့ဟာမှာ အုံနာကနေပြီးတော့မှကျွေးတဲ့ဒါဒီအနာသမင်းဝိုင်းလို့ပြဆိုလို့ရှိလို့ရှိရင်နားလည်နိုင်မလားလို့ဆိုပြီးတော့မှလို့ရိုက်လိုက်ရမလားဆိုပြီးတော့မှလည်း ပြောရယောက်ျားလေးတိတ်တိတ်မိစမနေပါနဲ့နေပါမပြောပါနဲ့တော်လေးပါကိုကတော့မင်းမစိတ်ဆိုတော့လေအဲ့လိုလူတွေဆိုတာဆိုပြောမနေနဲ့အမစားလို့တဲ့စားတဲ့ဟာရိုက်တယ်လို့လေကျမခရုတွေစားတဲ့ဟာလေသူများစားရတယ်အလကားစားရတယ်ဆိုရင်နဲ့မွေးငါးလေးကောင်းလိုက်တာအဲ့ချိုင်ကောင်းနေနော် အလကားဆိုင်အလကားဆိုင်နဲ့ပဖြင်းနဲ့ဖြင်းနဲ့ဘလို့ဆိုတော့အရှက်မရှိဘူးဆိုတော့ဘလို့ဆိုတော့ဘာဆိုတော့မသိပါဘူးလေအဲ့လိုအဲ့လိုဩငါတို့ကငါတို့လည်းဝယ်စားနိုင်ပါတယ်ဟဲ့ဩမင်းလေးဂရင်မမဂရင်ဘေးနာမှာတောက်လက်စာကျွဲဘူးလို့ရှိတယ်ယူလိုက်မယ်ဆိုမှမမရတော့ကျွဲလေးနဲ့အရင်သူတည်းရန်လို့နာဟုတ်တယ်စိတ်ညစ်နေတယ်စိတ်ညစ်ချိုးစားရတယ်နော်စိတ်ညစ်တာတို့ပင်ပန်းတာတို့ အားငယ်နေတာလို့ဆိုအချိုဆားရတယ်ငါတို့ကကိုအားပြီးနေတဲ့အချိန်ဆိုတော့အချိုထက်အရင်လိုအပ်တယ်အဲ့ဒါအဲ့ဒါဝယ်ပြီဒီပါသူလည်းအခုခွခွေလေးနဲ့လေအခုကျမကလေအရန်စိတ်ဆင်းရဲနေတဲ့အချိန်ဆိုတော့အချိုတက်အရန်လိုအပ်တယ်လို့အားကြောင့်မအချိုဘူးလေးယူခဲ့ပါအောင်လို့စိတ်ညစ်တယ်ဟိုလေး မခံစားနိုင်ဘူးเนาะမခံစားနိုင်နေတဲ့အခြေအနေဆိုတော့ဒီမနေ့ကွာကိုသာစိတ်ပြေလက်ပြောက်ဖြစ်အောင်နေနေရတာเนาะဒေါ်လေးလောက်ပါအောင်232ကိုအဲ့ကျွေးတော့မစားလို့ထိုင်ကြော့ခဲ့ရမှာလားလေလူလိုနမ်းမလိုက်နိုင်နဲ့အဲ့ဒါပြောတာသမီးရေညီမလေးရေအဲ့ဒါလေအမလေးငါပြောတာလေပပဆက်ဆက်တိလာဖွားကြီးရေသူများစီအောင်လကားစားရမယ်ဆိုဘဖေးနေပြန်နေအရှက်မရှိဘူးစားရဲဆို သိလားမမြောင်းလို့ reply ပြန်မယ်လို့လာလို့မောင်းလို့ video ရိုက်ပြီးရောချာလီတော်ပါမလုပ်ပါနဲ့အဲ့လိုမလုပ်ပါနဲ့မလုပ်ပါနဲ့ကိုကဘာရင်မဟုတ်ဘူးအပျော်လေးဒီတိုင်းပဲရိုက်ပြီးတော့မှတငယ်ချင်းနေနဲ့ပြောပြောဆက်ဆွနဲ့ရိုက်ပြီးတင်တာလေကျမအငတ်အပြက်ကြီးပေါ့လေသိလားကျမသူများစီကအလကားစားလို့ပေါ့လေအဲ့လိုမျိုးဖြစ်တယ်ဆိုပြောမှလေတွတ်တွတ်ဆိုးတယ်သိလားအဲ့လိုကြီးပြောတာဆိုမှသိလားဟေးဒီထမင်းတက်တဲ့တော့ငါတို့လည်းဝယ်စားနိုင်ပါလေဟေးတယောက်နဲ့တယောက်နဲ့ထမင်းကျွေးတယ်ဆိုတာကဝယ်မစားနိုင်လို့ကျွေးကြတာမှမဟုတ်တာနော် တယောက်နဲ့တယောက်နဲ့မြစ်တာနဲ့လေအဲ့လိုစိတ်မျောလေလူတိုင်းမှမရှိဘူးလေနော်ဟုတ်တယ်မလားကဲအဲ့လိုအကျွေးခံဖို့ဆိုရလဲလေနော်ဒါလေးတော့ပါအောင်132ကိုဟဲ့လူတွေဟဲ့လူတွေဆိုငါသားငါတတိယပြန် ကွာလေလူလို့သူမြင်းနဲ့စကားပြောနေတဲ့ခါကြတော့လေဟေ့လူတွေဆိုလဲကျမသားကျမသတိရပြန်ယောယောကနေအိမ်ပြန်လဲသတိရပြန်ယောထမင်းစားချိန်ပြန်လဲသတိရပြန်ယောအိရပေါ့အိလဲသတိရပြန်ယောသိလားအိမ်ကလည်း6ကန့်သွားတာဒီလားမနေ့ကဆိုလဲထမင်းမစားနိုင်ကြဘူးအဲ့ဒါကိုရီးယားလေးထမင်းစားမှပြီဆို6ကန့်တဲ့အိမ်ညာလေးတိလားတကယ်ကိုတော့တိလားအဲ့လို6ကန့်ပြီးတော့မှလေအဲ့လိုမျိုးဖြစ်သွားတာတိလား အဲ့တော့ဒါတော့တယောက်ချက်တယောက်ချက်သေးသေးရဲ့နော်အဲ့တယောက်ပဲမရှိရတာတော့မှနီးအဲ့လိုဖြစ်တယ်ဒါတိရစ္ဆာန်တော့လူမဟုတ်သေးဘူးသီလားဆိုတော့လေရင်ထဲဒီမှာလေမခံစားနိုင်ရင်ထဲဒီမှာဘလို့မှမခံစားနိုင်မခံစားနိုင်တော့ကစားတော့ဟိုတိရစ္ဆာန်မငွေးဘူးတဲ့သူတွေဆိုရင်တော့လေသိမှာမဟုတ်ဘူးသီလားတိရစ္ဆာန်မငွေးဘူးတဲ့သူတွေဆိုရင်တော့လေအဲ့ဒီရဲ့စိတ်ခြေနေတွေကိုပြင်ထားကျမတော့မရဘူးအဲ့ဒါလေတတိယတိုင်းတတိယတိုင်းတတိယတိုင်းကိုလေအဲ့လိုဖြစ်တာအတတိယတိုင်းကိုအိမ်မှာလဲအော်အော်ငုံနေတော့မယ်အခုချိန်ထိလေ အဲ့ဒါအိမ်ပြန်တော့ခကြလို့ရှိရင်ကျမလေးအိမ်ပြေးပေါက်ကနေတကားဖွင့်ပြီးတော့မှဝင်လိုက်လို့ရှိရင်လေဟေ့လူတွေလို့ခေါ်လိုက်တာနဲ့သူကသူတို့သားအဖအနှစ်အောင်မှာသူကအရင်အရှိကနေစင်လာသူ့ဖေကိုလေသူအရင်ရောက်တယ်ပေါ့သိလားသူ့ဖေနဲ့သူနဲ့အတူတူစင်လာသူအရင်ရောက်တယ်ဆိုပြီးအမေကိုမြင်နေလာလာကြူနေရလေဆိုတော့အော်သက်18နှစ်ဆိုတော့လေလေလို့ဆိုပြီးတော့ဘာလဲချွေးမြန်ပါလေချွေးမြန်ဆိုရင်စီလိုင်းကပုံးဝင်ဘူးလို့ပြောပါ ဆောင်ပစ္စည်းတွေဝယ်လို့အဲ့နာမှာဆုံးအောင်အဲ့ဒါပြောပါလေမတ်တက်ကြီးရပြီးတော့ဒီစီစီမှာဝယ်ရည်အဲ့လိုတွေဖြစ်ကိုရီးယားစိတ်ညစ်တဲ့အချိန်ဆိုသူများရည်နေတဲ့အချိန်ဆိုမကြိုက်ဘူးလေနော်သူများပြောရင်မကြိုက်တော့ဘူးအဲ့လိုဖြစ်တာအခုလေကျွန်တော်တို့အိမ်မှာလေအဲ့လိုဖြစ်နေတော့ကြရည်ရည်ခြေနိုင်နေဘောနော်တတိယတိုင်းဟိုလို ညဆိုရင်ကျမအကောင်တော့အလုပ်ပြီးပြီကျမအလုပ်ပြီးလို့အိမ်ပြန်ရင်မိုးချိုးညနေပိုင်းတက်ပြီးလို့ဆိုလို့ရှိရင်လေဂရင်မော်လှဲလိုက်ပြီးဆိုရနဲ့လေညနေပိုင်းဖုန်းပုံကြီးနဲ့တက်လာပြီးရင်ဘက်ပေါ်တက်ပြီးတော့မှအိတ်တာလေနော်ဆိုတော့မင်းညဆိုအရင်ဘက်ပေါ်အဲ့လိုပြအဲ့ဒါဟိုအငယ်မလေးကတက်လာပြီးပြောဆိုပြီးတော့မှအဲ့လိုလို့သူ့ဖေကတော့အခုဘာပြောလဲဆိုတော့သူ့သမီးကိုလေအရင်တကြီးကြီးနဲ့လိုက်ကြည့်ပြီးတော့လေသမီးစိုးကျင်တိုင်းစိုးနော်ဆိုးကျင်နိုင်ဆိုးနော်ဆိုတာကြီးလေသူသမီးကိုလေသိလားဆိုးကျင်နိုင်ဆိုးနော်သမီးဆိုးကျင်တယ်လို့ဆိုသိလားသမီးလုံးချင်တာကြီးအကုန်လုံးလုံးနော်ဆိုတာကြီးပြအဲ့လိုမျိုးလေ အဲအဲ့လိုဖြစ်တာယူနေရတာပေါ့နော်အခုလေအိမ်မှာလေအဲ့လိုတွေဖြစ်နေတာတတိယတိုင်းနေငိုးအိမ်ညာလေးဟာပြီးတော့မှလေခန်းင်းမှလည်းလေ6ကပ်ပြီးတော့မှလေအဲ့လိုလိုးနေတာပေါ့နော်အဲ့လိုဘလိုကြီးလဲအဲ့လိုကြီးလိုးနေတာအခုအိမ်ပြန်ပြီးဆိုလေအိမ်ညာလေး6ကပ်ပြီးတော့မှလေကိုကလေဒီနှစ်ပေါက်ကြီးလေကျွန်မတို့ကသူကမြင်းလာလာကြိုးနေကြဆိုတော့လေဖြစ်တာအမေမွေးနဲ့သိလားမွေးကြနဲ့ကားမှုလို့လေ အဲ့အာအရန်လာတော့ဆွဲကြိုးကြီးနဲ့ဆွဲကြိုးအရန်လာတယ်ဆွဲကြိုးအရန်ခန်းနာနေရနော်ဆွဲကြိုးအရန်ခန်းနာနေရရှော့ပေးမယ်ရှော့ပေးမယ်ဒီဥစ္စာလေးဒီနေ့ဒီနေ့ဒီကြိုးကြီးရောင်းရအရန်ကောင်းပါမယ်တထောင်နဲ့35ရှော့ပေးမယ်ဘယ်လောက်လဲ အဲ့လိုကောင်းတော့မင်းဟိုခုနှစ်နှစ်လောက်တော့ကတေးစတေးတော့ကတော့ရင်းနေကွဲတာလीအခုဒီ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 18နှစ်ဆိုတော့လေမခံစားနိုင်အိမ်ကတူလေးတောင်16နှစ်ပဲရှိသေးတာအခုသားကဒီကြောင်သားလေးက18နှစ်ဆိုတော့စဉ်းစားကြည့်တယ်နော်ချက်ချင်းမြစ်တာတွေနဲ့တန်ရောစင်တွေနဲ့နောက်သူတို့ကလူလိုဖြစ်နေစကားအဲ့လိုပြောလို့ရတာတခုခုဆိုလေစကမေးစကားပြောလို့ရတာ ူကမှစကားအပြန့်ပြောတာနှီးသေးတယ်ဟိုနည်းနည်းလေးလေးဟိုမျက်နှာပေးလေးနဲ့အမူအရာနဲ့ပဲဟိုဟာဖြစ်တာဟိုအငဲမလေးဆိုရမ်းပြန်ပြောတတ်တာအဲ့လိုမျိုးဆိုတော့ငါးကြည့်စီစီလေးငါးကြည့်စီဆိုတဘူးဆိုသူနဲ့ကျမနဲ့အတူတူတောက်တာငါးကြည့်စီဘူးဖွင့်လိုက်လို့ကလုတ်ဆိုတာနဲ့ तू ကလေမျက်နှာအဲ့လိုတယောက်တစ်လုံးအဲ့လိုအဲ့လိုတူတူတောက်နေကြဆိုတော့အမနီရတော့ပြောနေမောင်ကြီးလို့အဲ့ငါးကြည့်စီဘူးကအဲ့လိုတင်းတယောက်ထဲလို့တောက်ရတော့မှလို့အဲ့ဒါလို့ ဆိုယောက်ကြလည်းပါပြောဆိုသူကူတောက်ပေးမယ်တဲ့ဘာမှမပြင်းနဲ့အဲ့ဒါတဲ့ဆိုပြီးတော့မှအဲ့ဒါလေးသူအောက်ထပ်မှာနေနေတယ်ကျွန်မအပေါ်တက်မလာဘူးကျွန်မကလေအခန်းထဲကနေတိုင်းရင်ငါးကြီးစီမစားဘူးလားလို့អော်လိုက်တာနဲ့လေတုတ်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 နဲ့လေအဲ့ဒါလေးတက်လာပြီးတော့မှလေမျက်နှာအောက်မှာလေလာပြီးတော့မော်တာစားမယ်ပေါ့ပျောက်တလုံးအဲ့ဒါငါးကြီးစီဆိုအဲ့လိုမျိုးตัวนี้แลบอแลบอตินนี่ไกไกสู่ไกပြီးတော့มาไอ้งาจี้สีဒီလောက်အတောင်ကြီးကိုအရန်ကြိုက်တာงาจี้สีကိုအဲ့လိုအဲ့လိုအဲ့လို cá nhúng cá ngô ma rì tông, tông sân hình à sao tông sân ngào thấy gì đi mà bị ông chừng mà cô ya cô dễ loại mà lâu chừng mà အေးတောင်းရင်ဒါတောင်းရင်မကောင်းဘူးသိတယ်ဒါမဲ့ကျမအချိုဓာတ်တွေလုံးနေတယ်လူရုပ်တွေသာကြည့်လိုက်တော့ဘယုံနေရိုးတွေကြာပြီတော့လေဟုတ်တယ်မလားညနေရင်လေဘယုံနေရိုးတွေကြာပြီအဲ့လိုလည်းမရအောင်ကိုသုံးလုံးလုံးကိုသုံးလုံးပိုင်ဖိုင်တောင်လုံးချိန်လို့မရဘူးပြန်ရောက်ပြီးတင်းရလေသူ့ညာလုံးပေါက်တွေပြူစုရတဲ့ခါကျတော့အေးမယ်အခုလည်းအဲ့လိုပဲသတိရနိုင်နေမြန်မြန်နှစ်ယောက်ဖက်ဖက်ငိုနေရတာသူ့ဖေကလည်းငိုကိုလည်းငိုသူ့ဖေဆိုပူဆိုးတယ် ညလုံးကြီးကိုလေညနာကြီးတွေအမ်းမီညလုံးကြီးကိုပိတ်ပြီးတော့ तू ကယောက်ျားလေးငိုတော့ပိုတိတာတာပေါ့နော်အဲ့ဒါမနေ့ကမနေ့ကသူ့ဖေနောင်နိုင်ရပါတယ်ဟဲ့လားမင်းလေးအတူမမွေးတော့ပါဘူးဆိုပြီးတော့ဝင်းရဲ့လက်ပါငါးဆန်းကတောင်းပြီးอืมဖဝိုင်းဆန်းလာနေရွှေရင်တို့ရန်ဟားရဲ့ ဒီဝန်နိုင်အရင်လာတယ်လုံးဝ classic ဒီဝန်နိုင်ဟုတ်တယ်ကွန်ထွန်းလေးအမှန်မှန်တော့တောက်အောင်ပါပေါ့နော်အခုအလွယ်လေးဒါလေးကြတော့လေအလွယ်ဒါလေးကိုတောက်ချင်တာဒီအနံလေးနဲ့လေဟုတ်ပါမတ်ချိုကြီးအဲ့တော့လေတော်ပြီကျမအခုတယောက်ကြံသေးတယ်